မင်္ဂလာပါအခုချိန်အားစပြီးတော့နိုဝင်ဘာလ28ရက်နေ့တောက်ကြနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအမီပါချင်းတီမြောက်ပိုင်းတိတိမျိုးအဝင်မှာတိုက်ပွဲသတင်းထွက်ပေါ်လာပါတယ် ချင်းညီနောင်တပ်ဖွဲ့ CB ကဒီတိတိမျိုးအဝင်မှာရှိတဲ့စစ်ကော်မရှင်ရဲ့ဒီတက်စခန်းဂိတ်တစ်ခုကိုမနေ့ကနိုဝင်ဘာလ28ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဒီကနေ့နိုဝင်ဘာလ28ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ PDF ဇိုလန်ပါဝင်တဲ့ချင်းညီနောင်အဖွဲ့ကတိတိမျိုးအဝင်ကျိုးစိုးပါဤဆိုတဲ့ဆိုင်းပုတ်နာမှာတက်ဆွဲထားတဲ့စစ်ကော်မရှင်ရဲ့ခလာရ269တက်ဖွဲ့ဝင်တွေရဲ့ဂိတ်ကိုဝင်ရောက်စီးနင်းခဲ့တာပါ။တိုက်ပွဲထဲမှာစစ်ကော်မရှင်တက်ဖွဲ့ဝင်စစ်တုံးပန်း2ယောက်ကို ဖန်စီရမိခဲ့ပြီးတော့လက်နက်ခဲယမ်းတချို့ကိုပါသိမ်းဆီရရှိခဲ့တယ်လို့ချင်းညီနောင် CB အဖွဲ့ကထုတ်ပြန်ထားပါတယ်။ချင်းညီနောင်တပ်ဖွဲ့တွေကတော့ဒီအထူးခိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကော်မရှင်တပ်ကတီးတိမ်မျိုးရဲ့အဝင်အထွက်ကိုထိန်းချုပ်ဖို့အတွက်ကြိုးပမ်းနေတာကြောင့်ဒီတိုက်ခိုက်မှုကိုလုပ်ခဲ့တာဖြစ်ပြီးတီးတိမ်မျိုးကန်တွေရဲ့ပြောပြချက်အရဆိုရင်တော့ဒီနေ့မှမျိုးရင်းလှုပ်ရှားမှုတွေပုံမှန်နှိပါပြန်ပြီးတော့ဖြစ်နေပြီလို့သိရပါတယ်။ ရခိုင်ပြည်ကြောက်တော်မြို့နယ်မှာဒီဒီကနေ့ပေါ့လေနိုဘလာ28ရက်နေ့မနက်ပိုင်းမှာတော့စစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရဲသားတွေထိခိုက်ဒေဆုံးမှုဖြစ်ခဲ့ပါတယ်စစ်ကော်မရှင်တပ်ကကြောက်တော်မြို့နယ်တဲကကြောင်ဖို့နန်းတက်နဲ့ဒီပြောင်းစိတ်ဆတဲ့ရွာတွေကိုဇက်တိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာပါအဲ့ဒီတိုက်ခိုက်မှုကြောင့်အ ਨੇ ဆုံးအရဲသား6ယောက်ဒေဆုံးခဲ့ပါတယ်တချို့ကလည်း9ယောက်လို့ဆိုတာမျိုးပြောတယ်ပေါ့နော်ဒါပေမဲ့တေးကြတာကတော့အဲ့ဒီဒေဆုံးသူတွေထဲမှာအမျိုး ျိုးသမီး9ယောက်ပါဝင်ပါတယ်ဒါအပြင်ဒဏ်ရာရတဲ့သူကလည်း၁၀ယောက်လောက်ရှိတယ်လို့ဆိုကြပါရယ်အဲ့ဒီဒဏ်ရာရတဲ့သူတွေထဲမှာဆိုရင်တော့ကလေးတွေလည်းပါတယ်လို့ဒေသခံတွေကပြောပါရယ်အရခတ်တက်တော့အေအေကတော့စစ်ကော်မရှင်တက်ရဲ့အဲရည်ရွယ်ချက်ရှိရှိနဲ့လေးချောင်းတိုက်ခိုက်မှုတွေကိုရခိုင်ပြည်သူတွေအနေနဲ့အထူးသတိထားကြဖို့တိုက်တွန်းထားပါရယ် မိုးကုတ်သတင်းနဲ့ဆက်ပါမယ်တရုတ်နိုင်ငံရဲ့ဂျားဝင်ဖိအားပေးမှုကြောင့်တန်းတက်မလို့ DNL ကတင်ပိုက်ထားတဲ့မိုးကုတ်မျိုးဟာစစ်ကော်မရှင်ရဲ့လက်ထက်ကိုပြန်ပြီးတော့ရောက်တော့မှာပါဒီကနေ့နိုဝင်ဘာလ28ရက်နေ့မှာမိုးကုတ်မျိုးနယ်ထဲမှာတက်ဆွဲထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအားလုံးမျိုးပေါ်ကနေစုခွာသွားပြီလို့ဒေသခံတွေကပြောပါတယ်တန်းတက် DNL ရဲ့ညွန်ကြားချက်အရနိုဝင်ဘာလ25ရက်နေ့နောက်ပိုင်းကစပြီးတော့မျိုးပပတ်လေကဗျူဟာကုန်းတွေမှာရှိ နေတဲ့တပ်ဖွဲ့ဝင်တွေပါစွန့်ခွာသွားတာပဲဖြစ်ပါတယ်။ TNL ဟာသူတို့ဖွင့်ထားတဲ့ဌာနဆိုင်ရာယုံတွေနောက်ပြီးတော့ကြောက်မြတ်ဒုဖော်ရေးလုပ်ငန်းတွေကိုပါရပ်ဆိုင်းပြီးတော့တပ်ဖွဲ့အများစုကို ပြန်ယုံနေပြီလို့ဒေသခံတွေကပြောပါတယ်။လာမယ့်ဒီနိုဝင်ဘာလ30ရက်နေ့နဲ့ဒီဇင်ဘာလ1ရက်နေ့မှာတော့ကြံနေတဲ့အင်အားတွေပါအပိသက်ဆုတ်ခွာသွားတော့မှာပဲဖြစ်ပါတယ်။စစ်ကော်မရှင်တပ်သားတွေကို TNL ကဒီလုံခြုံရေးယူပေးပြီးတော့မြို့ထဲကိုပြန်ခေါ်သွင်းလာမယ်လို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ဒီလိုမျိုးအခြေအနေတွေကြောင့်မိုးကုတ်မြို့ ုခံလူထုရဲ့၃ပုံ၂ပုံလောက်ကတော့မြို့ကနေအလုံးအရင်နဲ့ထွက်ပြေးတိမ်းရှောင်နေကြပါပြီ။မြို့ရင်းမှာလူသွားလူလာမရှိဘဲတိတ်ဆိတ်၆ကပ်နေပြီးတော့မြို့ခံတွေဟာစစ်ကော်မရှင်တပ်ပြန်ပြီးတော့ဝင်လာမှာကိုစိုးရိမ်နေကြပါတယ်။ နိုင်ငံတကာတန်တမန်ရေးရာမှာအရေးကြီးတဲ့သတင်းတစ်ပုဒ်နဲ့ဆက်ပါမယ်။အာကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်အဖြစ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကိုဆက်ထားဖို့အတည်ပြုလိုက်ပါပြီ။နိုင်ငံကိုယ်စားပြုဒီကိုယ်စားလှယ်စီစစ်ရေးကော်မတီကမနေ့ကအစည်းအဝေးမှာကန့်ကွက်သူမရှိအတည်ပြုလိုက်တာဖြစ်တယ်လို့ကုလသမဂ္ဂရုံးဝန်ထမ်းတစ်ယောက်ကပြောဆိုပါရယ်။ ။တမတ်ကြီးဦးကျော်မိုးထွန်းဟာ2021ခုနှစ်စစ်အာဏာသိမ်းပြီးပြီးချင်းမှာပဲဒီကုလသမဂ္ဂရဲ့အထွေထွေညီလာခံမှာလက်သုံးချောင်းထောင်ပြီးတော့စစ်ကော်မရှင်ကိုလူသိရှင်ကြားဆန့်ကျင်ခဲ့တဲ့သူဖြစ်ပါတယ်။စစ်ကော်မရှင်ကသူ့ကိုထုတ်ပယ်ကြောင်းကြေညာခဲ့ပေမဲ့ကုလသမဂ္ဂကစစ်ကော်မရှင်ကိုအတိမတ်မပြုတ်ခဲ့တဲ့အတွက်ဦးကျော်မိုးထွန်းဟာအဲ့ဒီနေရာကိုဆက်ပြီးတော့ထိန်းထားနိုင်ခဲ့တာပါ။ဒီအနေအထားကိုကုလသမဂ္ဂကနှစ်စဉ်နှစ်တိုင်းပေါ့လေဇက်တိုင်းတက်တန်းတို ိုးပေးခဲ့ရကနဲ့အခုနှစ်မှာလည်းဆက်ပြီးတော့အတီးပြုတ်ပေးလိုက်တာဖြစ်လို့တန်မတ်ကြီးဦးကျော်မိုးထွန်းဟာမြမပြည်သူတွေရဲ့အတန်ကို ကိုစားပြုတဲ့အနေနဲ့နိုင်ငံတကာရဲ့စင်မြင့်ထက်မှာဆက်ပြီးတော့ရည်တည်ခွင့်ရရှိသွားပြီဖြစ်ပါတယ်ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြပေးသွားမှာပါ သမ္မတဒေါ်နယ်ထရမ့်ရဲ့အစိုးရကဒီအမေရိကန်နိုင်ငံမှာရှိတဲ့ Green Card ကင်ထားတဲ့နိုင်ငံ16နိုင်ငံကရွှေ့ပြောင်းလာတဲ့လူတွေကိုပြန်ပြီးတော့စီးစစ်မှုတွေလုပ်သွားမယ်လို့ပြောလိုက်ပါတယ်။ဒါဒီမကပဲဒီသမ္မတဒေါ်နယ်ထရမ့်ကသူ့နိုင်ငံကိုတတိယကမ္ဘာနိုင်ငံတွေတနည်းအားဖြင့်တော့ဆင်းရဲတဲ့နိုင်ငံတွေကအာလူရွှေ့ပြောင်းအခြေချမှုတွေကိုခဏပေါ့လေဒီခိတအာဆိုတာမျိုးရပ်ဆိုင်ချမယ်လို့ပြောဆိုလိုက်ပါတယ်။အဲ့ဒီပြောဆိုမှုတွေ ဟာ Washington DC ကအိမ်ဖြူတော်နားမှာပြစ်ခတ်မှု ဖြစ်ပြီးတဲ့နောက်မှာထွက်ပေါ်လာတာပဲဖြစ်ပါရယ်နိုင်ငံပေါင်း16နိုင်ငံကိုစိုးရိမ်ပွဲကောင်းတဲ့နိုင်ငံတွေလို့သတ်မှတ်ထားပြီးတော့အဲ့ဒီနိုင်ငံတွေကဝင်ရောက်လာတဲ့သူတွေကိုလည်းတင်းတင်းကြပ်ကြပ်အပြစ်အဝပြန်ပြီးတော့စီစစ်သွားမယ်လို့ဆိုပါရယ်ဒီနိုင်ငံတွေကိုရွေးချယ်ရမှာလုံခြုံရေးဆိုင်ရာစိုးရိမ်စရာရှိတာဗီဇာတက်တန်းကျော်ပြီးတော့နေထိုင်သူတွေများပြားတာနောက်ပြီးတော့မူရင်းနိုင်ငံတွေကကိုယ်ရေးအချက်လက်တွေကိုထုတ်ပေး နိုင်တာအားနည်းတာနဲ့အမေရိကန်ကနေရက်ရင်းကိုပြန်ပြီးတော့နှင်ထုတ်တဲ့အချိန်မှာပူပေါင်းဆောင်ရွက်မှုအားနည်းတဲ့နိုင်ငံတွေပါဝင်ပါတယ်အဲ့ဒီစီးရင်ထဲမှာတော့ကျမတို့မြန်မာနိုင်ငံနောက်ပြီးတော့လာအိုအာဖဂန်နစ္စတန်ဗင်နီဇွဲလာကျူဘာအီရန်စတဲ့နိုင်ငံတွေပါဝင်တာဖြစ်ပါတယ်။အဲ့ဒီစီးရင်ထဲမှာပါတယ်မြန်မာနိုင်ငံလိုနိုင်ငံတွေက ရောက်လာပြီးတော့ green card ကင်ထားတဲ့သူတွေလည်းစီစစ်တဲ့အခါမှာပို့ပြီးတော့တင်းတင်းကြပ်ကြပ်စီစစ်ခံရမယ့်အလားအလာရှိနေတာပဲဖြစ်ပါတယ်။ ပေါ်ယဟန်မင်းကြီးနေထိုင်တဲ့ဗာတီကန်စီးတီးမှာအမျိုးသမီးခေါင်းဆောင်မှုကိုဥပဒေအရအမခန်နဲ့ဖြစ်ရက်ဖြစ်ပွားခဲ့ပါတယ်။ဗာတီကန်ရဲ့အမြင့်ဆုံးအုပ်ချုပ်ရေးမှူးဖြစ်တဲ့ Sister Raffaella Petrini ရဲ့ယာတူးနေရာကို Cardinal မဟုတ်တဲ့သူတစ်ယောက်ကအမြဲတမ်းကင်တွယ်ခွင့်ရှိအောင် ပေါ်ယဟန်မင်းကြီး Francis ကဥပဒေပြင်ဆင်ချက်ကိုအခုလထဲမှာပဲလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ ကာဒီနယ်ဆိုတာကတော့ဆရာတော်အဆင်ရှိတဲ့ဘုန်းကြီးတွေတဲကမှဒီပုတ်ရဟန်းမင်းကြီးကတီးတန့်ရွေးချယ်တဲ့ပုတ်ရဟန်းမင်းကြီးရဲ့ကိုယ်စားလှယ်တွေဖြစ်ပါတယ်သူတို့အားလုံးဟာမျိုးသားတွေဖြစ်ကြပါတယ် အရင်ကတော့ဒီလိုအစစ်မြစ်ယာတူးတွေကိုကာဒီနယ်လိုအမျိုးသားယဟန်းတွေရပဲတာဝန်ယူခဲ့ကြတာပါ အခုလိုခံထားလိုက်တာကပုတ်ယဟန်းမင်းကြီးဟာဆုံးဖြတ်ချက်ချမှတ်တဲ့နေရာတွေမှာ အမျိုးသမီးတွေကိုပုံမပါဝင်ခွင့်ရှိစေချင်တယ်ဆိုတာကိုသိတာထင်ရှားစေပါတယ်ဆစ်စတာရာဖေးလာကိုခန့်အပ်ထားတဲ့နေရာဟာကာဒီနယ်6ပါပါတယ်ပုတ်ယဟန်းမင်းကြီးရဲ့ကော်မရှင်အဖွဲ့ကိုလည်းဥဆောင်ရတဲ့နေရာပဲဖြစ်ပါတယ်ရာဖေးလာဟာက ဒီနယ်ရီအပေါ်အဆက်အမြင့်ဆုံးစီမံကုတ်ကဲခွင့်ရတဲ့အမျိုးသမီးဖြစ်လာပါတယ်။ Vatican City နိုင်ငံရဲ့အုပ်ချုပ်ရေးအဖွဲ့မှ Sister Rafaela ဟာ2021ခုနှစ်မှာပထမဆုံးအမျိုးသမီးအထွေထွေအတွင်းရေးမှု2025 March လမှာတော့ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံရပြီးအခု November လမှာတော့ဥပဒေပြင်ဆင်ချက်ထွက်ပြီးတော့တာဝန်ယူရတဲ့သူဖြစ်လာခဲ့ပါတယ်။ ဒေတာတွင်သတင်းတပုတ်နဲ့ဆက်ပါမယ်။ထိုင်းနိုင်ငံမှာကျင်းပမယ် SEA Game လို့ခေါ်တဲ့အရှိတောင်အာရှအားကစားပြိုင်ပွဲဘောလုံးပွဲစဉ်တွေအပြောင်းအလဲဖြစ်သွားပါတယ်။အာပြည်သက်တွေစိတ်ဝင်စားတဲ့ထိုင်းနဲ့ဒီကမ္ဘောဒီးယားရဲ့ဘောလုံးပြိုင်ပွဲဟာဆိုလို့ရှိရင်ဒီကစားပွဲပေါ့လေအဲ့ဒီပြိုင်ပွဲဟာဆိုလို့ရှိရင်ရှိတော့မှာမဟုတ်ပါဘူး။လုံခြုံရေးစိတ်မချရတဲ့အတွက်ကမ္ဘောဒီးယားနိုင်ငံအနေနဲ့အားကစားရှစ်မျိုးမှာပါဝင်မှာမဟုတ်ဘူးလို့တရားဝင်စာပို့လိုက်လို့ဖြစ်ပါတယ်။ကမ္ဘောဒီးယားအသင်းပါတဲ့အုပ်စု A ကို ုပ်စုစီကစင်ကာပူအသင်းကိုပြောင်းပြီးတော့ထည့်လိုက်ပါတယ်။ဒါပေမဲ့အမျိုးသမီးအသင်းအုပ်စုတွေကတော့ကမ္ဘောဒီးယားအသင်းထွက်သွားတာကလွယ်လို့အပြောင်းလဲရှိမှာမဟုတ်ဘူးလို့ဆိုပါတယ်။အာဆုံခလာခရိုင်မှာကျင်းပဖို့ရည်ရွယ်ထားတဲ့ကစားပွဲတွေကိုတော့ထိုင်းနိုင်ငံတောင်ပိုင်းရေကြီးမှုတွေကြောင့်ဗန်ကောက်နဲ့ချွန်ဘူရီခရိုင်တွေကိုရွှေ့ပြီးတော့ကျင်းပသွားကြမှာဖြစ်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံကမပါဝင်တော့မဲ့အားကစား၈မျိုးဟာဆိုလို့ရှိရင်ဂျူဒိုကရာတေအာပန် Blanchard Silat ပေါ့เนาะဒီဟာရဲ့ပြီးလို့ရှိရင်ပီထောင်ပြီးရင်နပန်အဝူရှူဘောလုံးနဲ့ပိုက်ကြော်ချင်းလုံးတို့ပါဝင်ပါတယ် Panchak Silat ဆိုတာကတော့မလေးရှားနဲ့အင်ဒိုနီးရှားနိုင်ငံတို့ကကိုခံပညာအကစားတစ်ခုဖြစ်ပါတယ်ပီထောင်ကတော့ဒီပြင်သစ်ကနေစတင်ခဲ့တဲ့ဘောလုံးပြကစားနည်းပဲဖြစ်ပါတယ်33ကြိမ်မြောက်အရှိတောင်အာရှအကစားအပွဲတွေကိုထိုင်းနိုင်ငံမှာဒီဇင်ဘာလ9ရက်နေ့ကနေ20ရက်နေ့အထိကျ င်ပါဖို့ပြင်ဆင်ထားကြတာပဲဖြစ်ပါတယ်။တရင်နဲ့မီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညတိုင်းမှာရုပ်သံသတင်းစီစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။